မင်္ဂလာပါခင်ဗျာဒီကမှာတော့ Devil Playground ဆိုတဲ့ဇာတ်လေးအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်စန္ဒကျိုးကိုရဲ့အပြာမေလေးတို့ရဲ့ပျော်စံရာလန်ဒန်မြို့ကြီးရဲ့တနေရာမှာပေါ့ဗျာအလင်းအောင်တိတ်မရှိပဲမောင်းချထားတဲ့ခန်းထဲမှာဇွန်ဘီတွေနဲ့ပတ်သက်ပြီးစစ်ဆေးခံရတဲ့သူကတော့ကိုဖြစ်ပါတယ်ကိုကလူသားတွေကိုဖြစ်စီပစ်နိုင်တဲ့စံသက်မှုကိုဖြစ်စီပစ်ခဲ့တာပါ Anjan ဆိုတဲ့ဇီဝဗီဒကုမ္ပဏီတခုကအဲ့ဒီစံသက်ချက်ကိုလုံဆောင်နေတာဖြစ်ပြီးတကြက်မာရနဲ့စံသက်ကန်လူသားတွေရာရိုင်းစိတ်ဝင်လာတဲ့ဇွန်ဘီဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ကိုကလည်းအဖြစ်ကဒီလိုကွဲဆိုပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်အချိန်မှာဖြစ်ခဲ့တာတွေကိုပြောပြခဲ့ပါတယ် ကွန်မတီဒရိုက်တာဖြစ်တဲ့မစ္စတာဝိုက်ကလူသားတွေရဲ့စိတ်ပိစီးမှုကိုရွှော့ချပြပြောက်စီမဲ့ RK295 ဆိုတဲ့စီးတမျိုးကိုတီထွင်ထုတ်လုပ်ခဲ့ပါတယ်။စီးကိုစမ်းသပ်ဖို့လဲအင်ဂျလာဆိုတဲ့မိန်းကလေးပါဝင်လူပေါင်း3000ကိုစီရီနာဝန်ထမ်းအဖြစ်ခေါ်ခဲ့ပါတယ်။ဝိုက်ကတော့စီးကတရားရဂန်တို့တန့်စီပြီးဖြစ်တာမို့ဘေးအတွက်ဆိုးကျိုးလုံးဝစိတ်မပူဘူးဆိုပြီး conflict အရှိရှိမီဒီယာတွေရှေ့မှာထုတ်ပြောခဲ့ပါတယ်။စမ်းသပ်ပြီးပထမတစ်လမှာဆဆရရအစဉ်ပြေနေခဲ့ပေမဲ့ဒုတိယလမှာတော့စီရီနာဝန်ထမ်းတွေကတယောက်ပြီးတယောက် OM မူဝေသတိလက်တာတွေဖြစ်လာပြီးတချို့ဆိုရင်ကိုရဲကနေသွေးတွေစိမ့်ထွက်လာတဲ့အထိဆိုးဆိုးဝါးဖြစ်ခဲ့ပါတယ်။ လူတိုင်းကအခြေအနေကိုပြန်လာပြကြပါမယ်။ဆရာဝန်မဟုတ်တဲ့ကိုတယောက်လည်းကြည်နေုံသာတတ်နိုင်ခဲ့ပါရယ်။လူပေါင်း3000တဲကမှကိုရိုစီကိုပြန်မလာခဲ့တာဆိုလို့အင်ဂျလာတယောက်သာရှိခဲ့ပါရယ်။အဲဒါကြောင့်ခုဖြစ်နေတဲ့သူတွေအတွက်ဖြည့်စည်းရအင်ဂျလာရဲ့ကိုရဲမှာပဲရှိနေမယ်ဆိုပြီးတော့လိုက်ရှာခဲ့ပါရယ်။တစ်ဖက်မှာတော့အင်ဂျလာရဲ့ခင်မောဖြစ်သူဂျိုးကထောင်ကနေလွတ်လာတော့တငယ်ချင်းဖြစ်တဲ့စတီကလာကြိုခဲ့ပါရယ်။ဂျိုးမှသွားစရာနေစရာလည်းမရှိတာမို့စတီကသူ့ရဲ့စစ်ပစ္စည်းဆိုင်မှာလာနေစေခဲ့ပါရယ်။ကိုနဲ့ဘာလင်ကအင်ဂျလာရဲ့အိမ်ကိုရောက်တော့တအိမ်လုံးမှာဘာပစ္စည်းမှရှိမနေခဲ့ပါဘူး။ဂျိုးကလည်းအိမ်ကိုရောက်လာတော့နင်ဘာသူလဲငါဘာသူလဲတွေဖြစ်ပြီးအချာကုန်ပါရယ်။ ဲနောက်မှာမှအင်ဂျလာကအိမ်မှာမနေတာနှစ်နာရီလောက်ရှိပြီဆိုတာသိလိုက်ကြပါတယ်။အင်ဂျလာကသူ့ရဲ့အကူဖြစ်သူကိုလာရွှေမက်နဲ့တငယ်ချင်းကိတ်တို့စီမှာသွားပုန်နေခဲ့တာပါ။ကုမ္ပဏီရဲ့စပိုင်တစ်ယောက်ကတစ်ချိန်လုံးစောင့်ကြည့်နေတာကိုတော့တယောက်မှသတိမထားမိခဲ့ကြပါဘူး။အင်ဂျလာကဂျိုးနဲ့တွေ့ကျင်ပြီးဖြစ်ခဲ့သမျှကိုပြောပြချင်းနေတာပါ။ဒါပေမဲ့မက်တိုကတော့အကြံကောင်းမဟုတ်ဘူးဆိုပြီးမပြောစီချင်းခဲ့ပါဘူး။မက်အလို့ကိုလာတော့မြို့ထဲမှာထီကုံးနေဖြစ်နေတာမျိုးအခင်းဖြစ်ရာကိုအမြန်သွားခဲ့ပါတယ်။အန်ဂျန်ကုမ္ပဏီကိုရောက်ချိန်မှာကိုကလူပေါင်းများစွာရဲ့အသက်ကိုမတတ်နိုင်တာကြောင့်အလို့ထွက်ဖို့ဝိုက်ကိုပြောခဲ့ပါတယ်။ဝိုက်ကတော့နောက်ထပ်ဆက်သက်မှုတွေရှိသေးတယ်ဆိုပြီးတော့အလို့မထွက်စေခဲ့ပါဘူး။ ကားပေါ်ရောက်ချိန်မှာကိုစီကိုအေဂျင့်တယောက်ကအင်ဂျီလာရဲ့ကိုရီးချင်းတစ်ခုရောက်လာခဲ့ပါတယ်။အင်ဂျီလာနဲ့မက်တိုကမောင်နှမတွေဆိုတဲ့ချစ်လက်လေပါပါတယ်။အတန်သွင်းထားတဲ့အရာကိုဖွင့်ကြည့်တော့စမ်းသက်ခန်းတွေကလူတွေရဲ့ကြေလောင်စွာအော်တန်တွေကိုသာကြားခဲ့ရပါတယ်။ပထမစမ်းသက်ချက်ကိုလာကြည့်တော့လူတယောက်ကသူ့ကြောက်တွေထင်းသားပေါ်နေပြီးအသားရောင်ကလည်းအယောင်ပြောင်းနေခဲ့ပါတယ်။နှစ်ပတ်လောက်ကြာပြီးမှတော့စမ်းသက်ခန်းထားတဲ့သူတွေကချုပ်ထားရကနေလွတ်မြောက်လာပြီးခန်းတွေကလူအကုန်လုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ကိုယ်လည်းအကိုက်ခံလိုက်ရပါမယ်။ဇွန်ဘီကိုတနက်နဲ့ပြစ်လိုက်နိုင်တာကြောင့်သိရှင်ခဲ့ပါတယ်။အဲ့ချိန်မှာခုနကအကိုက်ခံထားရတဲ့သူတွေဟာလည်းဇွန်ဘီဖြစ်လာပြီးတိုက်ခိုက်တာကြောင့်ကိုယ်လည်းသတိလစ်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့မန်းနဲ့သူ့ရဲ့အတွက်ပဲဂျင်တို့ကလေစိတ်နားမနေနေတော့တိုက်တစ်ခုပေါက်ခွဲတာကိုတွေ့ရတာမျိုးရဲစကန်ကိုကြောင်းကြားခဲ့ပေမယ့်ဘာအကြောင်းမှပြန်မလာခဲ့ပါဘူးစကန်မှုကလည်းတကုံပြေးလာပြီးတော့မက်တိုရဲ့မော်တော်ဘုတ်ကိုမောင်းပြေးသွားခဲ့ပါတယ်မန်းနဲ့ဂျင်လည်းရဲစကန်ကိုလာကြည့်တော့နေရာတစ်ခုလုံးကပျက်စီးနေပြီးသွေးကွက်တွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရပါတယ် CCTV record တွေကိုပြန်ကြည့်တော့မှဇွန်ဘီတွေတိုက်ခိုက်တာခံရတယ်ဆိုတာသိလိုက်ရပါတယ်တစ်ဖက်မှာအင်ဂျလာကအင်ကိုပြန်တော့မယ်ဆိုပြီးကိတ်နဲ့တူထွက်လာတော့လမ်းမမှာဇွန်ဘီတွေကိုရဲတွေကလိုက်ဖမ်းနေတာတွေ့တာမျိုးကြောက်ပြီးအင်နဲ့ပြန်ဝင်လိုက်ကြပါတယ်တရင်မှာလည်းတစ်မျိုးလုံးဇွန်ဘီတွေပြတ်နေတဲ့အကြောင်းပါလာခဲ့ပါတယ် မက်ကလည်းတငယ်ချင်းဖြစ်သူနဲ့ဆက်သွယ်ရသွားတာမို့ဟယ်လီကော်ပတာနဲ့လာခေါ်ဖို့ပြောထားခဲ့ပြီးသူပေးတဲ့လိပ်စာတိုင်းလာခဲ့ဖို့အင်ဂျလာစီကိုမက်ဆေ့ပို့ခဲ့ပါတယ်ပြဿနာကဟယ်လီကော်ပတာမှာမောင်းတဲ့သူပါမစုစုပေါင်း၄ယောက်ပဲစီးလို့ရမှာပါကိုကလည်းသတိရလာတော့အနားမှာရှိတဲ့ဆရာဝန်ကိုကယ်လာပြီးထွက်ပြေးဖို့လုပ်နေတော့ဇွန်ဘီတွေတကားစီကိုရောက်လာကြပါတယ်ကိုလက်မှာဒဏ်ရာကိုတွေးတော့ဆရာဝန်ကသူစမ်းသက်ထားတဲ့စေတုံးကိုပေးခဲ့ပြီးဇွန်ဘီမဖြစ်အောင်ဆက်ချင်တာကြီးထိန်းထားပေးနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်နှစ်ယောက်သားထွက်ပြေးလာတော့ဘာလင်ကဆရာဝန်ကိုဇွန်ဘီထင်းနဲ့တပ်ပစ်လိုက်ပါတယ် ကိုရဲ့လက်မှာဒဏ်ရာကိုတွေ့တော့ဇွန်ဘီဖြစ်တော့မယ်ဆိုပြီးတတ်ဖို့လုပ်နေတော့လက်မြန်နဲ့ကိုကတနတ်နဲ့အရင်ပြက်လိုက်ပါတယ်။ဇွန်ဘီဗိုင်းရပ်ကကိုရင်းမှာပြက်လာတာမို့ကိုတယောက်နာကျင်စွာလဲကျသွားခဲ့ပါတယ်။စေးတလုံးကိုအမြန်ထိုးလိုက်ပြီးတွေ့သည်မဇွန်ဘီတွေကိုရှောင်ရှားပြစ်ခတ်ရင်တွေ့တဲ့ကားတက်မောင်းပြီးထွက်ပြေးလာနိုင်ခဲ့ပါတယ်။ကိုနဲ့အင်ဂျလာကလည်းမက်ဆီကိုကိုထွက်လာတဲ့အချိန်မှာကိုကကိတ်ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။အိမ်ထဲဝင်ကြည့်တော့အင်ဂျလာကိုမတွေ့ဘဲမြေပုံကနေတဆင့်သွားမဲ့နေရာနဲ့ကားနံပါတ်ကိုတွေ့တာမို့လိုက်လာခဲ့ကြပါတယ်။ဂျိုးကလည်း UK မှာဖြစ်နေတာတွေကိုသတင်းကနေသိလိုက်ရပြီးအင်ဂျလာကိုလိုက်ရှာကျင်းနေခဲ့ပါတယ်။ ဒါမဲ့သွားရမှာဝေလွန်းတာကြောင့်အင်ဂျလာတို့လုံခြုံတဲ့နေရာမှာရှိနေမယ်ဆိုပြီးစတိကတားလိုက်ပါတယ်။အင်ဂျလာနဲ့ကိတ်ကလည်းကားလမ်းပိတ်နေတာကြောင့်ရှီတိုမီယာနောက်ဆုံးမရဖြစ်နေခဲ့ပါတယ်။ဇွန်ဘီတွေကရောက်လာတော့ပြေးတဲ့သူကပြေးလွှားတဲ့သူကလွားကတ်ခံရတဲ့သူတွေကအကိုက်ခံရနေစောက်ကျိုးတွေတပလဲနေနေပါတယ်။ကိုစီကိုဇွန်ဘီတကောင်ကကားထဲထိရောက်လာပြီးတိုက်ခိုက်တော့ကားကိုပြစ်ပြီးအနီးမှာရှိတဲ့တက်စီကိုတင်မောင်းရင်ပြေးခဲ့ရပါတယ်။လမ်းမတစ်ခုလုံးမှာလည်းဇွန်ဘီတွေကတွေ့ရလူကိုလိုက်ကိုက်နေတာမို့ကိုလည်းရှောင်းရင်တင်းင်းနဲ့တောဆန်နာကားစီကုန်သွားခဲ့ပါတယ်။အဲ့တော့လေကိုချလောက်ကိုသုံးပြီးတောထဲဝင်ပြင်းတစ်ပင်နောက်မှာပုံလိုက်ရပါတယ်။ ကိန်းနဲ့အင်ဂျီလာကလည်းကားကိုဘလိုတွေမောင်းလိုက်တာများမသိမိခိုးတွေဦးနေတာမို့တောဆက်ကပစ္စည်းဆိုင်မှာကားရပြီးကူညီတောင်းခဲ့ပါတယ်ဖြစ်ချင်တော့ဂျိုးတို့ရှိနေတဲ့နေရာဖြစ်တာမို့အင်ဂျီလာကပြင်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်အင်ဂျီလာကမပြောထားတဲ့လိပ်စာတိုင်းတူတူသွားဖို့ပြောပေမဲ့ဂျိုးကပြင်မှာဇွန်ဘီတွေများလုံးနေတယ်လို့လက်ရှိနေရာကပိုပြီးလုံခြုံနေဆိုပြီးမသွားစီချင်ခဲ့ပါဘူးအဲ့ချိန်မှာပဲတကားပြင်ကထုရိုက်တန်နေကြရတာမို့လေးယောက်စလုံးအသင့်နေရာယူလိုက်ကြပြီးဂျိုးကတကားကိုတတိကြီးစွာဖွင့်လိုက်ပါတယ်ဇွန်ဘီတွေလက်ကနေလွတ်အောင်ပြေးလာတဲ့လာဗီနဲ့ဂျာဗီကကူညီတောင်းတာမို့အထဲကိုခေါ်လိုက်ပါတယ် ချက်ချင်းဆိုသလိုပဲဇွန်ဘီတကောင်ကဆိုင်ထဲဖောက်ဝင်လာကြတာမျိုးဝိုင်းပြင်းလိုက်ကြပါတယ်ဂျာဖီကတမျိုးလုံးဇွန်ဘီတွေဖြစ်ကုန်ပြီမို့ဒီမှာဆက်နေရင်တက်မရှင်နိုင်ကြောင်ပြောပြပြီးအားလုံးဆိုင်ထဲကထွက်ခွာဖို့လုပ်ပေးမယ်ဟယ်လီကော်ပတာကလူ၄ယောက်ပဲလိုက်လို့ရမှာမို့စဉ်းစားစရာဖြစ်နေခဲ့ပါတယ်မိနဲ့နဲငယ်ကြတော့ကိုကဆိုင်ရှိရောက်လာခဲ့ပါတယ်ဖရက်ကြောင့်နာကျင်စွာလဲကျသွားချိန်မှာစေတလုံးထိုးပြီးဆိုင်ထဲဝင်လိုက်ပါတယ်ဆိုင်ထဲကိုဝင်လာတော့ဇွန်ဘီတွေပါရောက်လာတာမို့ကိုနက်စတီကလာမြောက်ကောင်တွေကိုရှေ့ပလန်နဲ့ပြင်းခဲ့ပါတယ်ကံမကောင်းစွာပဲဂျာဖီကတော့ဇွန်ဘီကိုက်ခံလိုက်ရပါတယ် မတ်နဲ့ဂျင်တို့စီကိုဇွန်ဘီတွေရောက်ချလာပြီးပြေးရင်ဂျင်တယောက်ကတ်ခံလိုက်ရပါတယ်ဂျီတဲကိုခုံချပြီးနီးယာမော်တော်နဲ့ဆက်ပြီးတော့ဇွန်ဘီတွေကရေကိုကြောက်တာမှမလိုက်ကြတော့ပါဘူးဂျင်ကလည်းသူ့ကိုက်ခံထားရတာမှရေထဲတွန်းချပေးဖို့ပြောပေမဲ့မတ်ကတငယ်ချင်းကိုမချန်ထားဘူးဆိုပြီးခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာဇွန်ဘီကိုက်ခံလိုက်ရတဲ့ဂျာဖီရဲ့လက်ကိုကိုကဖြတ်ထုတ်လိုက်ပြီးဇွန်ဘီမဖြစ်အောင်လုပ်ခဲ့ပါတယ်အချင်းတွေကသိုးတဲ့ဆိုးလာတာမှအလုံးလဲမဲ့ပြောတဲ့အတိုင်းဟယ်လီကော်ပတာကပဲအလုံးမဟုတ်ရင်တော့တဝက်တော့ကဲနိုင်မယ်ဆိုပြီးလက်ခံလိုက်ကြပါတယ်ကျိုးကတော့ပိုင်းလောကနောက်တစ်ခေါက်ပြန်မလာတော့ဘူးဆိုပြီးသဘောမတူခဲ့ပေမယ့်အင်ဂျလာနဲ့သူပဲနှစ်ယောက်တည်းလွှတ်ရကိုကားနဲ့ထွက်သွားဖို့ပြောခဲ့ပါတယ် ကိုကသူ့ရဲ့ ID card ကိုပြလိုက်ပြီးတော့ Barry ရဲ့ဖြေဆေးကအင်ဂျလာတယောက်ထဲသာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အင်ဂျလာကလည်းကောင်းချောက်သွားပြီးတပကန်းကိုစဉ်းစားဖို့သွားလိုက်တော့ဂျိုးကလိုက်လာခဲ့ပါတယ်။စံတမှုကနေတက်ရောက်မှုမရှိတာသူ့စီမှာကိုဝင်ရှိနေတာဖြစ်နိုင်တဲ့အကြောင်းပြောပြတော့ဂျိုးကလည်းသူတယောက်လုံးရှိနေတာမူကာကွယ်ပေးမယ်ဆိုပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။အပြင်ကနေနားထောင်နေတဲ့ကိုကလည်းအကြောင်းစုံကိုကြားသွားတဲ့အခါမှာအရင်ကအထက်မိတ်ကြောင့်ဗိုက်ကြီးတဲ့တယောက်ကိုတက်ခဲ့ရတဲ့အချိန်ကိုပြန်သတိရသွားခဲ့ပါတယ်။ဂျိုးကလည်းအင်ဂျလာနဲ့ဘိုက်ထဲကကလေးကိုစံတက်ခံကြွပြုံဖြစ်စေခြင်းမှုဆိုပြီးတော့ထွက်သွားကြဖို့လုပ်နေတော့ဆိုပြီးလေအုပ်စုလိုက်ရောက်ချလာပြန်ပါတယ်။ ကိုကသူခံချထားမယ်ပြောတာကြောင့်ဂျာဗီနဲ့လာဗီကကိတ်ကိုခေါ်ပြီးဟယ်လီကော်ပတာရှိရာကိုသွားကြတယ်လို့ဂျိုးနဲ့အိန်ဂျလာကလည်းကောင်းမောင်းထွက်ပြေးလိုက်ကြပါတယ်။ဇွန်ဘီတွေတဖြည်းဖြည်းများလာတော့ဓာတ်ဆီတိုင်ကြီးတွေကိုတနက်နဲ့ပြစ်ခွဲလိုက်ပြီးတဲ့နောက်ကိုလည်းမချနိုင်တော့တာမို့ဆိုင်ကယ်စည်းခွပြီးပြေးရပါတော့တယ်။တစ်ဖက်မှာမန်းနေဂျင်ကဟယ်လီကော်ပတာစီကိုရောက်လာတော့သွေးတွေပေးပြီးပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။ရေဒီယိုကနေဆက်သွဲကြည့်တော့လည်းဘာကြောင့်မှပြန်မလာပါဘူး။ဇွန်ဘီဖြစ်လာတဲ့ဂျင်ကလည်းမက်ကိုလိုက်ကြိုက်ပြန်တော့ပြေးရပြန်ပါတယ်။ဂျာဖီတို့၄ယောက်လည်းပုံမှန်နေရာလိုက်ရှာရင်းနဲ့ဇွန်ဘီတွေနဲ့တိုးတာကြောင့်စတီတယောက်ကတ်ခံလိုက်ရပါတယ်။ ဂျာဖီနဲ့လာဗီကအခန်းတစ်ခုထဲဝင်ပုန်းခဲ့ကြပြီးကိတ်ကတကားဖွင့်ပေးဖို့ပြောပေမဲ့လာဗီကမဖွင့်ပေးခဲ့ပါဘူး။ဂျာဖီတကားသွားဖွင့်တော့ကိတ်ကပါတစ်ချက်ချလိုက်ပါတယ်။ဂျိုးနဲ့အင်ဂျလာရောက်လာတော့စတီကတည်နေခဲ့ပါပြီ။ကိုကလည်းရောက်လာတော့ဂျိုးကဓားကိုထုတ်ပြီးစတီကိုသူသေးမှတက်လို့ရမယ်ဆိုပြီးပြောလိုက်ပါတယ်။ကိုကလည်းဘသူ့ကိုမှမတက်ချင်ကြောင်းပြောပြီးတော့တနက်ကိုပေးလိုက်ပါတယ်။စတီကလည်းဇွန်ဘီမဖြစ်ချင်တာကြောင့်သူ့ကိုသူတက်သေးလိုက်ပါတယ်။ကိုကပဲအကုန်လုံးကိုကားနဲ့ခေါ်လာတော့လမ်းတွက်မှာအင်ဂျလာကဆေးပြောင်းသွားပြီးအဆန်းတက်မခံချင်ကြောင်းပြောခဲ့ပါတယ်။ ကိုကလည်းအင်ဂျလာကသာလူသားတွေအတွက်တခုရီးသောမျိုးလင်းချစ်ဖြစ်တဲ့ကြောင်းရှင်းပြပြီးနားချနေတော့ဇွန်ဘီတွေရောက်လာတာမို့ကားကိုတကုံမောင်းပြေးရပြန်ပါတယ်။ကံမကောင်းစွာပဲလမ်းကအပိတ်ဖြစ်နေတာမို့ကားလည်းဝင်ကျုံးမိသွားခဲ့ပါတယ်။ဂျိုးကကိုရဲ့တနက်ကိုခိုးလိုက်ပြီးကားရဲကနေထွက်လာနိုင်တယ်လို့အားလုံးလည်းသိရှင်ခဲ့ပေမဲ့တန်ချောင်းဆိုင်သွားတဲ့ကိတ်ကတော့တတ်မရှင်နိုင်ခဲ့ပါဘူး။ဂျိုးကလည်းအင်ဂျလာကိုခေါ်သွားခွင့်မပြုကြောင်းပြောတော့အင်ဂျလာကကိတ်တေးရတာနဲ့ပတ်သက်ပြီးစိတ်ကန်စားချက်ပြင်းတာမို့သူကိုယ်တိုင်ဆန်းသက်ခံမဲ့ကြောင်းပြောခဲ့ပါတယ်။ကိုကလည်းဂျိုးကိုတချို့ထိုးမောက်တိတ်လိုက်ပြီးဟယ်လီကော်ပတာစီကိုထမ်းခေါ်လာလိုက်ပါတယ်။ ဟိုရောက်တော့မှပျက်စီးနေတဲ့ helicopter နဲ့သွေးတွေကိုတွေ့တာမို့မက်လဲဆုံးပြီးဖြစ်လောက်ပြီးဆိုပြီးအားလုံးကထင်နေကြမှာပဲမက်ကရောက်လာပြီးဇွန်ဘီတွေကရေကြောက်တာမို့မော်တော်နဲ့ခီးဆက်လို့ရတဲ့အကြောင်းလာပြောခဲ့ပါတယ်အဲ့ချိန်မှာအကိုက်ခံထားရတဲ့ဂျာဗီကဇွန်ဘီဖြစ်စာပြောင်းနေတော့လင်ဒါယူမလာဗီကအင်ဂျလာကိုဓာတ်နဲ့ထောက်ပြီးဂျာဗီကိုကူဖို့ပြောခဲ့ပါတယ်။တတိယလာတဲ့ဂျိုးကလည်းငါမိမကိုမထိနဲ့ဆိုပြီးလာဗီကိုရိုက်ချလိုက်ပါတယ်။နေရာမှာရင်မဲ့လမယားနှစ်ယောက်လုံးကိုကိုကိုရန်အာသုဘချပေးလိုက်ပါတယ်။ဇွန်ဘီတွေထက်ရောက်လာကြတာမို့ခီးဆက်ဖို့လေစီကိုလာတော့ဇွန်ဘီဂျင်ကဂျိုးစီကိုရောက်လာပြီးကိုက်လိုက်ပါတယ်။ကိုကလည်းဇွန်ဘီကိုပြင်လိုက်ပေမဲ့ကိုကတော့ကိုက်ခံလိုက်ရပါတယ်။ ဂျိုးနဲ့အင်ဂျလာလည်းဝမ်းနည်းစွာနှုတ်ဆက်နမ်းလေးပေးလိုက်ကြပြီးတော့မတ်နဲ့အတူပေးလို့ရကိုသွားစီခဲ့ပါတယ်ဂျိုးနဲ့ကိုကတော့လာသမျှဇွန်ဘီတွေကိုပြင်ကျန်ရစ်ခဲ့ပါတယ်ဂျိုးကလည်းဇွန်ဘီဖြစ်ပြောင်းသွားတော့ကိုလည်းနီးဆက်စကန်တကူတွေဝင်ပြေးပုန်းလိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးကျန်တဲ့ဆေးကိုမထိုးတော့ပဲတယောက်ကရှာတွေ့ခဲ့ရင်ဖြစ်စေဖို့ဆက်ရမှာအသုံးပြုလို့ရအောင်ထားခဲ့လိုက်ပါတယ်ချင်းစောတစ်ခုကိုယူလိုက်ပြီးဇွန်ဘီတွေကိုတတ်နိုင်သမျှအမျိုးဖြုတ်ဖို့ဟီးရိုးဆန်ဆန်ထွက်လာရင်ရုပ်ရှင်လေးလည်းပြီးသွားခဲ့ပါတယ်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ